အရိယသာဝကသောတပန်ဖြစ်သွားပြီဆိုလို့ရှိရင်အချိန်တော်တော်များများဟာသောတပန်ပုဂ္ဂိုလ်ကြီးဘဝမှာဥပမာမဲ့တနေ့တာနေ့နေ့ပိုင်း7နာရီဆိုပါစို့24နာရီနေ့ညရှိတဲ့တည်းပဲအဲ့ချိန်ကလွဲရင်ကြံတဲ့အချိန်မှာဘာတွေနဲ့နေကြတယ်လဲဘယ်လိုနေကြတယ်လဲဆိုတာကိုမြတ်စွာဘုရားကရှင်းပြတယ် အဲ့တော့သောတာပန်ပုဂ္ဂိုလ်ဒီသောတာပန်ဖြစ်လာပြီဆိုတဲ့အခါမှာနေစဉ်နဲ့အမြ၊နေဘုံထိုင်ဘုံကတော့အတော်လေးပြောင်းလဲပြီးတော့လာတယ်။သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားပြီလို့ဆိုလို့ရှိရင်ဘုရားကိုကြည်ညိုတဲ့စိတ်ကပို့ပြီးတော့ထက်တန်လာ။တရားပေါ်မှာမျက်နှိုးတဲ့စိတ်ကလည်းပို့ပြီးတော့ထက်တန်လာ။သံဃာပေါ်မှာယုံကြည်တဲ့စိတ်ကလည်းပို့ပြီးတော့ထက်တန်လာ။ ငါးပါးသီလနဲ့ပတ်သက်လာလို့ရှိရင်လေအသက်ပမာမျက်မျက်နုံနုံထိမ့်သိမ်းဆောက်ရှောက်တတ်တဲ့အနေအထားမျိုးတွေရှိတာတတ္တဝံဖြစ်လာလို့ရှိရင်နေစဉ်နဲ့အမျှလှမှုတမ်းမှုဆိုတာလည်းမပြတ်လို့ကိုယ်လူခဲ့တန်းခဲ့သမျှကိုလည်းပြန်ပြီးတော့ဆင်ញင်သုံးတတ်တာမျိုးလဲမပြတ်ဖြစ်တတ်ဘောအဲ့ဒီလို့ ောတပန်ဖြစ်လာရင်ဘုရားကိုပုံမြတ်နိုးတယ်တရားကိုပုံမြတ်နိုးတယ်တန်ခါကိုပုံမြတ်နိုးတယ်အဲ့ဒါလို့မြတ်နိုးလာတာကိုအကြောင်းပြုပြီးတော့ပုထုဇဉ်ဘဝတုန်းကတော့ဘုရားကိုတတိယတဲ့အချိန်ဟာနဲတယ်ဟုတ်ဣခဏီဘုရားရှိခိုးတတ်တဲ့ပုဂ္ဂိုလ်ဆိုဣခဏီမှာတတိယဣယဒာမှာဘုရားရှိခိုးတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဣယဒာလေးပဲတတိယဉာဏ်နဲ့အချိန်နေမှာတော့တတိမရကြဘူးပေါ့ အဲသောတပန်ဖြစ်သွားရင်တော့အဲ့လိုမဟုတ်အလုံးနှံခွေမှာအလုံးလို့ရင်လေရသော်ပြအပေါ်မှာအာယုံရောက်တယ်တရားပေါ်မှာအာယုံရောက်တယ်တန်ခါအပေါ်မှာလည်းအာယုံရောက်တယ်ခါသာမယားတွေနဲ့တူတူနေတဲ့အချိန်မှာတောင်းမှပဲရသော်ပြပေါ်မှာအာယုံရောက်တယ်တရားပေါ်မှာအာယုံရောက်တယ်တန်ခါပေါ်မှာအဲ့ဒီဖရာတရားတန်ခါ ဇေရဏသုံးပါးကိုအာယုပြုနိုင်တဲ့စိတ်နဲ့နေတာကပို့ပြီးတော့များတယ်လို့ပြောလို့ဆိုတော့။ဘာဖြစ်လို့တော့တောတပံရဲ့အကြီးချင်းကိုကအဲ့ဒါလေး။တမ္မပုဒ္ဓဇဉ်ပုဂ္ဂိုလ်တယောက်ဘုရားကိုချီးညိုတယ်လို့ဆိုပေမဲ့လို့တောတပံတို့နှစ်နှစ်ကကချီးညိုတယ်ချီးညိုမှုမျိုးကလဲတယ်ပေါ့။တောတပံကြတော့အသိဉာဏ်နဲ့ချီးညိုတာဖြစ်လို့ ဗုဒ္ဓေအဝိစ္စပတာဒေနတမန္တကတော်မြတ်စွာဘုရားကိုအတိညာနဲ့ဂုံယီထိအောင်ချီးညိုလေးစားပြီးတော့ချင်းကျဲမရှိမြတ်စွာဘုရားပေါ်မှာအတိညာနဲ့တွဲဖက်လာတဲ့ချီးညိုမှုမျိုးနဲ့ချီးညိုတာဓမ္မေအဝိစ္စပတာဒေနတမန္တကတော်တရားနဲ့ပတ်သက်လာလို့ရှိရင်လေတရားဓမ္မရဲ့စွန့်ရည်တတ္တိကို ကိုတိလက်ရောက်တိထားတဲ့ပုဂ္ဂိုလ်ပြီးပြီပေါ့ဒီတရားပေါ်မှာယုံကြည်စိတ်ချမှုဟာအသိဉာဏ်နဲ့တွက်ဖက်နေတဲ့သရာစွမ်းအားနဲ့ယုံကြည်တာတန်ကြီးအဝိစ္စပတာရိဏတမနာကတောတန်ကားရဲ့ခုံကိုအာယုံပြုပြီးတော့တန်ကားရဲ့အကျိုးကျေးဇူးကိုလည်းနှစ်နှစ်ကာလအရိယတန်ကားတွေပေါ်မှာဒီလိုယုံကြည်မြတ်တော်မူဟာခိုင်ပါတယ်လို့သူတို့ပြောတယ်ဘုရားတရားတန်ခါကိုချီးညွှန်းနေမှာကဘူး ငါးပါးသီလကကြိုးခြင်းပေါက်ခြင်းပျောက်ခြင်းကြားခြင်းမရှိငါးပါးဆိုငါးပါးလုံးအပြည့်အဝစင်စင်ကြဲကြဲနဲ့နောက်ဆုံးမှာကုသီလကိုဆင်ញင်နိုင်ရင်တမာတိတွေဖြစ်လာအပ္ပရမတ္ထဒီသီလကြောင့်နိဗ္ဗာန်ဆိုတာဥတည်တာကလွဲလို့တဏှာနဲ့မတွေ့ဘူးဒီသီလကိုအခြေခံပြီးတော့ အေးဒီဘဝမှာငါငါးပါးသီလလုံးလုံးချုံချုံစောင့်ကြောက်ရင်နောက်ဘဝမှာငါနတ်ပြည်ရောက်မယ်ဆိုတဲ့အတွေ့အမျိုးမတွေ့ဘူးဒီဘဝသီလစောင့်ထားလို့ရှိရင်ငါနောက်ဘဝမှာအသက်ရှင်မယ်ကျန်းမာမယ်ဆိုတဲ့အတွေ့အမျိုးလည်းမတွေ့ဘူးတကယ်ကိုဓမ္မအနေနဲ့မျက်မျက်လုံးလုံးကိုကိုယ်တိုင်ဖြစ်ခြင်းဖြစ်ခြင်းတိုက်တဲ့သီလကိုကိုယ်တိုင်ဖြစ်ခြင်းရတဲ့အပေါ်မှာ လေးလေးမြတ်မြတ်ဖြစ်နေတာအပရမတ္ထနော်တဏှာနဲ့အတွေးတွေနဲ့မတွေးဘူးဒိဋ္ဌိအတွေးတွေနဲ့မတွေးဘူးမြတ်မြတ်နုံနုံထိမ့်သိမ့်ဆောက်ဆောင်ဝိညူပတ္ထသူရဲ့သီလစင်ကြယ်မှုနဲ့ပတ်သက်လာလို့ရှင်တကယ်ပညာရှင်တွေအတောင်မှချစ်ကြည်ရလောက်အောင်သီလပေါ်မှာတန်မိုးထားပြီးတော့ဆောက်ရှောက်တတ်တယ်ဆိုတဲ့ဒီအဖြေလေးတွေထွက် အဲ့ဒါကြောင့်မို့လို့တတ္တပံပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကမဟာနာမရဲ့မိဂွန်းအရိယာပုဂ္ဂိုလ်တွေဟာဘလို့အများအားဖြင့်နေပါသလဲဆိုတာမြတ်စွာဘုရားကတခုချင်းဖြေတာ6မျိုးနဲ့ဖြေထား6မျိုးဆိုတာဖြစ်နိုင်တာတွေ6မျိုးကိုပြောတာ6မျိုးလုံးနေတယ်လို့ဒီလိုပြောတာတော့မဟုတ်ဘူးဟောဖြစ်နိုင်တဲ့6မျိုးကဘာလဲဘုရားကောင်ကိုအာယုံပြုပြီးတော့ နေတာသို့မဟုတ်တရားကုံကိုအာယုံပြုပြီးတော့နေတာသို့မဟုတ်တန်ခါကုံကိုအာယုံပြုပြီးတော့နေတာဒီလိုနေတာသို့မဟုတ်မိမိရဲ့စောင်းလျှောက်ထိမ့်သိမ်းထားတဲ့ကိုချင်းတိလာနဲ့ပတ်သက်ပြီးတော့ခြေနှက်အားရတဲ့အတွေးတွေနဲ့နေတယ်ဟောသို့မဟုတ်မိမိကိုယ်တိုင်စွန့်ကြဲပေးကံလူဒန်းတတ်တဲ့ဝါသနာအရာ မစ္စရိယဆိုတဲ့နှမျောတွန့်တို့မှုတွေကင်းပြီးတော့အိမ်မှာနေရင်နော်ကိုမိသားစုကိုပေးတယ်ကျွေးတယ်လာတဲ့ရမိတ်ဆွေစင်ကားတွေပေးတယ်ကျွေးတယ်ဧည့်သည်တွေကျွေးတယ်မွေးတယ်ဒီလိုကျွေးတာမွေးတာကအစအိမ်မှာတွန့်တို့တဲ့စိတ်ဓာတ်တွေမဖြစ်ဘဲနဲ့ရဲရဲရောရောကျွေးမွေးလူထမ်းတယ်ဆိုတဲ့ကိုယ့်ရဲ့စာကတရားဒါကိုအမှတ်ရပြီးတော့လေနေတယ်အော် ်အင်တန်မှဝန်တာစရာကောင်းတယ်ငါအရတော်နေဆုံးလောကလူတွေဟာနှမျောကြတယ်ငါကတော့မနှမျောဘူးကို့အတွက်ကြည့်မကြည့်ဘူးအများအတွက်ကြည့်ပြီးတော့အလုံးကိုလူတန်းပေးကမ်းပြီးတော့ငါစားနိုင်တယ်ကံကောင်းလေစွာလို့ကိုယ့်ကိုယ်ကိုနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့စာကတရားကိုတတိယတဲ့အချိန်လေးနဲ့နေတယ်ပေါ့